မြတ်စွာဘုရားဗုဒ္ဓကိုကြည်ညိုပြီးတော့မိကိုအားထားကြတယ်ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာတို့တည်းတည်းမြတ်စွာဘုရားကိုယုံတယ်ဆိုတာအတိညာကိုယုံတာဖြစ်ရမယ်လို့ဒီလိုဆိုလို့လည်းပေါ့ဒါကြောင့်ဝအတိညာကိုယုံကြည်ပြီးတော့ကိုးကွယ်ကြတာအဲ့ဒီကိုးကွယ်ခြင်းရဲ့အမြင့်ဆုံးရည်မှန်းချက်ကပါလဲကိုးကွယ်တဲ့အခါမှာရည်ရွယ်ချက်တွေမျိုးမျိုးရှိတယ် ဘာသာတရားတွေကိုကိုးကွယ်တာဘာအတွက်ကိုးကွယ်ကြတာကိုးကွယ်မှုကအလွန်များတယ်။ဟိုဖျားပွင့်တော်မူတဲ့အိန္ဒိယနိုင်ငံကိုကြည့်လိုက်ကိုးကွယ်မှုတွေအလွန်ကုန်များခဲ့တော်တွေကိုးကွယ်တာရှိတယ်တောင်တွေကိုးကွယ်တာရှိတယ်ဗမာပြည်မှာရောမရှိဘူးလားရှိတယ်။နတ်ကြီးတဲ့တိပင်းဆိုပြီးတိပင်းကိုးကွယ်တာရှိတယ်။ဒီတောင်က နတ်တောင်ဆိုပြီးတော့နတ်တွေကိုးခွဲတာတောင်ကိုကိုးခွဲတာရှိတယ်တောင်ကိုကိုးခွဲလို့ရှိတယ်ကိုးခွဲမှုတွေအများကြီးပဲအဲ့ဒီကိုးခွဲမှုတွေကအလုတ်ဖြစ်ခဲ့လားကိုကိုးခွဲတဲ့တိုင်ရောအကျိုးရှိရလားလို့ဆိုမရှိတာတည်းကြီးပဲဖြစ်တယ်ဟုတ်ဒါဖြင့်သူတွေဟာအကျိုးရှိမရှိ